အတွင်းစိတ်ကဟိုကစစ်ကောင်စီရဲ့အလို့ကြလဲပြောရသလိုဆိုရသဘောသူ့ရဲ့မနာလို window စိတ်ကြောက်လဲဒါဒီစကလုံးတွေကထွက်လာရဲ့လို့အနာပေးရလားထုတ်တာလားဆိုတော့သူကအနာပေးရလဲမဟုတ်ဘူးထုတ်တာမဟုတ်ဘူးဆိုပုံစံမျိုးလည်းပြောခဲ့ရရှိရဲ့သူ့ကိုပါတီမှာပြန်ပါစေခြင်းလို့ဆိုပုံစံမျိုးဖြေခဲ့တာလည်းရှိတော့အဲအချက်လဲတော်တော်မရှိတဲ့နေရာမှာပါမယ်လို့ထင်နေပေါ့နော်ကျွန်တော်တို့ဒေါ်စန်းသူကြီးစစ်ပွဲကြီးစကိုင်းတယ်မြန်ပုံမှန်ဘယ်ပုံမှန်တွေ့ဘူးလဲကျွန်တော်တို့ ော်ဥွေးမိများဆက်တည်းဆက်များခါချိတာများတွေ့ဘူးလားကိဆေဥစွာမတရားအာဏာသိမ်းတယ်သိမ်းပြီးတော့ဥွေးမိနဲ့ဒေါမဆန်းစုကြည်ကိုဖမ်းနေဖမ်းပြီးတော့မှသူတို့က သူတို့လိုချင်တဲ့ပုံမှားတွေကိုမရရအောင်တတ်သွားတဲ့ပုံစံမျိုးတွေ့ရတယ်ပေါ့နော်ဒီအမှုတွေကြောင့်ဖမ်းတာမျိုးမဟုတ်ဖဲနဲ့ဖမ်းပြီးတော့မှဒီအမှုတွေကြောင့်ဖြစ်ပါတယ်ဆိုတဲ့ပုံစံမျိုးဆရာပြောခဲ့တဲ့နိုင်ငံရေးပုံရိပ်ကြအောင်ဆိုတဲ့ပုံစံမျိုးပြည်သူလူထုအယုံကြည်ကိမဲ့အောင် လုပ်တယ်ဆိုတဲ့ပုံစံမျိုးကိုသူတို့ကမရမကဆွဲခေါ်သွားတဲ့ပုံစံမျိုးရှိတယ်ပေါ့နော်နောက်တစ်ချက်ကကြတော့ဒီညီမတို့နိုင်ငံကဒီအာနာသိမ့်လိုက်တယ်အာနာသိမ့်ပြီးနောက်ပိုင်းမှာအဲတရားဥပဒေအထက်မှာပဲသူတို့က စေုပ်စုရရှိနေတယ်ပေါ့နော်သူတို့အကုန်လုံးကလည်းအေးမယူနိုင်ဘူးသူတို့ခိုင်းတဲ့အတိုင်းကိုဥပဒေအရာရှိတွေဝန်ထမ်းတွေတရားဥပဒေဆိုတဲ့နေရာမှာမတရားဥပဒေဖြစ်အောင်သူတို့ကအပေါ်အနေပဲကျုပ်ကန်ချေလည်နေတဲ့ဟာမျိုးတွေအပေါ်အနေလက်မဲလုံနေတဲ့ဆိုပုံစံမျိုးတွေလည်းတွေ့နေရတာကိုသတိထားမိလိုက်ရပါတယ်လို့ပေါ့နော်အဲနောက်တစ်ချက်အနေနဲ့ပြင်ဆင်ရမယ်ဆိုဒေါက်တာခိုင်အနေနဲ့ तू ကဘာလို့အခုလိုမျိုးပြောရလဲနောက်ပြီးတော့အဲဥဝင်းမြင့်နဲ့ဒေါံဆန်းစုကြည်ကိုဆွဲထားတဲ့ပုံမှားတွေကရောဘာတွေဖြစ်မလဲပေါ့နော်ဆရာအနေနဲ့ပထမဆုံးဖြည့်ပေးပါဦး ျွန်တော်အနေနဲ့ဟိုဒီဒေါ်သက်ခိုင်ဘာကြောင့်ပေါ့နော်ဒီစကားကိုသုံးရတယ်ပေါ့နော်ဆိုတဲ့အနေထားမှာအဲ့တော့အဲ့တော့ဆိုရင်ကျွန်တော်ကဒေါ်သက်ခိုင်ရဲ့နိုင်ငံရေးအနေထားကိုလည်းကျွန်တော်ပြန်ကြည့်ဖို့လိုတာပေါ့နော်အဲ့တော့ဒေါ်သက်ခိုင်ကပြောမှဆိုရင်ကျွန်တော်2014လောက်မှာသူက2014 15လောက်မှာသူကဒီ နိုင်ငံရေးတွေကိုဝင်တယ်လို့ပြောလို့ရတာပေါ့နော်။ဒါပါဆိုရှေ့မှာသူ့ရဲ့လုံဆောင်ချက်တိတ်ပြီးတိကျကြမတွေ့ရဘူးပေါ့နော်။ ND တွေကိုဝင်တယ်။ဝင်ပြီးတော့သူတို့ဆိုတော့95မှာ ND ရဲ့ကိုကိုစလေတယောက်အနေနဲ့ဆိုတော့ယူကောက်ပွဲဝင်ခဲ့တယ်ပေါ့နော်။ဝင်တဲ့အခါမှာသူတို့အနိုင်ရခဲ့ပြီးတော့ဆိုတော့ကျွန်တော်တို့ဒီ ND အစိုးရလက်ထက်ပေါ့နော်ဆိုတဲ့ဘောဒါလွတ်တော်မှာဆိုတော့တည်စုလွတ်တော်ကိုစလေချစ်ခဲ့တယ်ပေါ့နော်။ဒါပေမဲ့ကိုစလေတတန်းမပြည့်ခင်မှာပဲ2010 6လောက်မှာဆိုတော့ तू ဟာဆိုတော့ကျွန်တော်တို့ဒီအန်ဒီကပြီးတော့နှုတ်ထွက်သွားပြီးတော့ဆိုတော့သူ့ရဲ့ဆိုတော့ဘောကတော့ကျေးဇူးရှိတော်ပါတီဆိုပြီးတော့ဆိုတော့နောက်သက်တမ်းတစ်ခုမှာဝင်ရောက်ရှင်ပြိုင်ဖို့ဆိုပြီးတော့ကျေးဇူးရှိတော်ပါတီကိုသူထောင်ပြီးတော့ဥက္ကဋ္ဌနဲ့သူလုပ်တယ်ပေါ့နော်ဆိုတော့အဲ့တော့အဲ့လိုလုပ်ပြီးတော့ကျွန်တော်တို့2020ရွေးကောက်ပွဲမှာ तू ဝင်ပြိုင်နေပေါ့เนาะဆိုတော့ဝင်ပြိုင်တဲ့အခါမှာ तू က तू တယောက်တည်းမဟုတ်ပါဘူးသူ့ရဲ့ဒီတည်သူရှိဆောင်ပါတီအနေနဲ့ကျွန်တော်မက်ဆန်နာရှင် 200ကျော်လောက်ဝင်ပြိုင်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ထူးခြားခြားပေါ့နော်ဆိုတဲ့သဘော အောင်နေလို့ပဲပြောရမှာပေါ့တယောက်မှတနည်းအားမရခဲ့ဘူးပေါ့တယောက်ဆိုတဲ့သဘောအဲ့တော့အောင်မြင်တယ်အောင်မြင်ခဲ့တယ်အဲ့တော့သူကိုယ်တိုင်လဲဆိုတာပြောမှဆိုရင်ကျွန်တော်တို့ဆိုတာသူ့ရဲ့အဲ့ unit ပေါ့နော်ဆိုတဲ့သဘောကဝင်ပြိုင်တဲ့ခါမှာ Andy ကိုယ်စလေပေါ့နော်ဆိုတဲ့သဘောကဒေါခင်ဝင်းညလာမသိဘူးသူ့ကိုရှုံးခဲ့တယ်ပေါ့အဲမီဝင်းညလာမသိဘူးနော်ဆိုတော့ journey လို့လွှဲရင်လွှဲလိမ့်မယ်ပေါ့နော်အဲ့တော့အဲ့လိုရှုံးခဲ့တယ်အဲ့တော့ပြောမှဆိုရင်သူကအဲ့တော့ဒီအခုဒီဒေါသက်ခံရဒီကျွန်တော်တို့ဖမ်းဆီးခံထားရတဲ့ဒီ ဆိုတော့နိုင်ငံရဲ့ဆိုတာဒီအကြီးမျိုးအားရဲ့ဆိုတော့ဟိုဒေါန်ဆန်းစုကြည်တမရာယူဝင်းနေလို့ဆိုတဲ့ပေါ်လာရာသဝေသားပုံစံမျိုးပြောရတဲ့အကြောင်းရင်းကတော့စစ်ကောင်စီအလူကြလို့လည်းပြောရပါဘာလို့ဒီအချိန်မှာစစ်ကောင်စီရဲ့စကားကိုပဲနားထောင်ကြရတာ哦အဲ့တော့စစ်ကောင်စီရဲ့အလူကြသူကဒါကိုကျွန်တော်တို့နိုင်ငံရေးအမျက်ထုတ်မှုပုံစံမျိုးနဲ့ပေါ့နော်သူတို့အာဏာသိမ်းထားတယ်အာဏာသိမ်းတဲ့ဟာကဒီလိုကြောင်းမဟုတ်ဘူးဆိုရတော့ပေါ့သူတို့ဒီလိုသူက ဘလိုကောမလဲဒီဆွဲထားတဲ့ဟာတွေကလည်းအချင်းပြက်လက်စားတဲ့ဆိုတဲ့ဟာတွေကအဓိကပါတော့အဲ့တော့ပြောမယ်ဆိုရင်တကယ်ကြည့်မှုထဲမှာမှာဂုံသိခါလုံးဝညှို့နှွမ်းတဲ့အမှုမျိုးတွေနေထားတယ်အဲ့တော့ဒီလိုအမှုတွေရှိလို့ဒီလိုကြောင်းရတယ်ရှိလို့စွဲတယ်အဲ့တော့နိုင်ငံတကာရောပြည်သူရောနောက်ကချစ်ခင်ယုံကြည်နေတဲ့ဟာတွေပေါ့နော်ဆိုတော့အဲ့ဒါအကုန်လုံးကိုဒါချိုးချက်ဖို့အတွက်သူကဒီရွေချက်တစ်ခုလည်းပါမယ်ဆိုတဲ့ဘောနောက်တစ်ခုကကျတော့ဘာလဲဆိုတော့ तू ကနောက်အခုလာမဲ့စစ်ကောင်စီလုပ်တဲ့ရွေးကောက်ပွဲမှာ तू ကလည်း ူတာသူတို့ပါတီအနေနဲ့ဝင်ကြိုင်မှုဆိုဝင်ကြိုင်မှာပဲအဲ့မှာနောက်တစ်ခုကကျွန်တော်တို့ရှေ့မှာရှိခဲ့သေးတယ်ပေါ့နော်ဒီအာနာသိမ့်မှုမဖြစ်ခင်မှာပါတီတွေတွားပြီးတော့ကာချုံနဲ့တွေ့တဲ့ကိစ္စရှိတယ်ပေါ့အဲ့မှာလည်းသူတို့ပါဝင်ခဲ့တာပဲပေါ့နော်ကျွန်တော်မှဆိုဒါတွေကရည်ရွယ်ချက်တွေဆိုတာကိုပြောချင်တာပေါ့အဲ့တော့ခုသွားအောင်ဆက်ရမယ်ဆိုရင်ကျွန်တော်တို့ तू နောက်ရွေးကောက်ပွဲမှာ तू ဝင်ပြရမယ်ဒါပေမဲ့သူ့ကိုသူလေယုံကြည်မှယုံမှာဘောဆိုတော့ तू ရှေ့မှာဘယ်လိုခေါ်ပဲအောင်လင်ခဲ့တယ်လို့တူးမှမရတယ်လို့ပေါ့ညာဆိုရဲတော့အခုရွေးကောက်ပွဲမှာလည်း तू ကြက်ခိုင်ပါတီကို तू နိုင်ကြမနိုင်မှာ ဆိုတာအဲ့တော့ဆိုတော့ကျတော့ तू အနေနဲ့ဒါပေမဲ့မနိုင်နိုင်တာကိုအပါထားကျန်တဲ့သူတွေဟိုဘယ်လိုခေါ်မလဲမရနေဘူးသူတို့နေရာတနေရာရဖို့အတွက်ဆိုတဲ့ဘောကစစ်ကောင်စီအလိုပေါ့နော်ဆိုတော့ဘာလို့လဲဆိုတော့ချက်ခါရေးပါတီဆိုတာလေဒါအားလုံးသိကြတဲ့အတိုင်းပဲလေဆိုတော့တစ်ချိန်ဒီလက်ရှိမှာဆိုတော့ဘာတကယ်လို့ဟိုမပါကြသေးဘူးဆိုပြီးနေဆိုတော့တကယ်လို့သာ ဟိုအကျန်းဟိုဒီကြက်ခိုင်ရေးပါတီကအနိုင်ရမယ်ဆိုရင်မင်းအောင်လိုင်တော်တမလိုက်ပါတက်ထင်ဖြစ်နေမှာ။ဟိုဆိုတဲ့သဘောဒါလည်းယူရထားတဲ့ဟာတွေလည်းရှိပါဘူး။အဲ့တော့အဲ့လိုအနေထားမှာဆိုရင် तू လဲနေရာလေးတစ်ခုနေရာမို့မို့တော့လူမပြေလို့စစ်တပ်ကပြီးတော့ခေါ်သွင်းနေလေးဆရာ။အဲ့တော့ तू အဲ့ဒီ तू ဖွင့်အောင်ပါအောင်လားဆိုရင်နေထားပုံစံမျိုးဖြစ်တော့ကြတော့ဆရာဒါအဲ့ဒီရဲ့ယူရချက်တွေနဲ့ဒါသူ့ရဲ့ကိုကြိုးလဲပါမယ်။နောက်တစ်ခုကကြောက်ပါလဲဆိုတော့ဒီဟိုကျွန်တော်နိုင်ငံနေမိုးကောင်တော့ကဘာမှာဆိုတော့အမျိုးသမီးဒီဘလော့ခေါ်မလဲ ဒီဥပ္ပကောလူတို့ယုံကြည်ရတဲ့သူတွေကနေပါတယ်ပေါ့နော်ဆိုရတဲ့ဘောကအဲ့ဒီမှာဆိုဒါအမေတော်ဟိုဒီဒေါန်ဆန်းစုကြည်ကတော်တော်လေးဆိုတော့အားလုံးဟိုတဲ့နော်ဟိုဆိုတော့ကျွန်တော်တို့သိကြတဲ့အတိုင်းပဲအဲ့တော့ window စိတ်မနာလိုစိတ်ပေါ့နော်ဆိုတာ तू အောင်ကြီးငါ့ဟောဒါပေမဲ့အဲ့ဒီနေရာမှာ तू ကရှင်တဲ့အခါမှာဟိုတရားနည်းရတဲ့ရှင်ပြိုင်မှုမျိုးမဟုတ်ဖဲနဲ့ဆိုရတဲ့ဘောကသူ့ရဲ့တကူရေဆိုတာက ဘောကဟိုတမတ်မှုတွေကိုဆိုတဲ့ဘောတခြားနည်းလမ်းနဲ့သုံးတဲ့ပုံစံမျိုးဖြစ်နေတာဘောနော်ဆိုတာအဲအဲ့တော့ကျွန်တော်လည်းပြောရမှာဆိုရင်တော့သူ့ရဲ့အတွဲစိတ်ကဟိုကစစ်ကောင်စီရဲ့အလိုကြလဲပြောရသလိုဆိုတဲ့ဘောသူ့ရဲ့မနာလိုဝင်းဒိုးစိတ်ကြောင့်လဲဒါဒီစကလုံးတွေကထွက်လာရဲ့လို့ညီနေဘောဘာလို့လဲသူ့အနေနဲ့နိုင်ငံချင်းသာမရှိဟိုမဟုတ်ဘူးဆိုတာကိုသူ့ဟိုလိုဟိုသူ့အနေမှာသူဟိုဘယ်လိုခေါ်မလဲရှင်းလင်းပြီးသား ဘာဆိုတော့ဘာသူလဲခကြညာတဲ့တရားပဲဆိုရယ်ဆိုပြီးတော့နောက်ကပါတီတစ်ခုရဲ့ဥက္ကဋ္ဌတော်မှာလုံနေသေးတာပဲတရားဆိုရယ်ဆိုတော့မသိဘူးဆိုရင်ဒါသူဒီနိုင်ငံရေးမှာလွတ်เสียအကြောင်းကိုမရှိဘူးလေနိုင်ငံရေးသမားတရားလည်းဖြစ်တယ်ဥက္ကဋ္ဌတရားလည်းဖြစ်တယ်ဆိုရယ်သဘောကလွတ်တော်ကိုယ်စားလှယ်တရားလည်းဖြစ်ခဲ့တယ်ဒီလူတယောက်ကပဲဒါနိုင်ငံရေးအကျဉ်းသားဒီအခုဆွဲခံထားရတဲ့အတိုင်းအမြံဒေါအောင်ဆန်းစုကြည်တို့သမရိုင်းဦးဝင်းညင်းတို့ဟုတ်လားအန်ဒီအဖွဲ့ဝင်တွေနောက်တစ်ခါကြည်သူရွေးကောက်ခံကိုယ်စားလှယ်တွေကို နိုင်ငံကြီးသားမဟုတ်ဘူးဆိုတဲ့ဇကားကြီးကဟိုအားလုံးပဲစဉ်းစားကြည့်ပါတရားဆိုတဲ့သဘောကဒါသူဘလို့ရွေချက်တက်ပြောဆိုတာသိနိုင်တဲ့ကိစ္စဖြစ်ပါတယ်ဆိုတော့ဟုတ်ဟုတ်ဆရာပြောခဲ့သလိုပဲသူ့ရဲ့စိတ်ထဲမှာကအခန့်ရှိနေတော့အကုန်လုံး तू ကသူကိုယ်တိုင်နဲ့နေရာရခြင်းနဲ့သူ့ကိုအနာပေးရလားထုတ်တာလားဆိုတော့ तू ကအနာပေးရလည်းမဟုတ်ဘူးထုတ်တာမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးလည်းပြောခဲ့ရရှိရဲ့သူ့ကိုပါတီမှာပြန်ပါစေခြင်းလို့ဆိုတဲ့ပုံစံမျိုးဖြေခဲ့တာလည်းရှိတော့အဲ အရှက်လေးတော်တော်မရှိတဲ့နေရာမှာပါမယ်လို့ထင်နေပေါ့နော်အဲဆရာအနေနဲ့ရောဒေါက်တာတက်ခိုင်ကဘာလို့အဲ့လိုမျိုးပြောတာလဲနောက်ပြီးတော့ဒေါံဆန်းစုကြည်နဲ့ဦးဝင်းမြင့်ရောဘယ်လိုပုံမှန်ရနေတရားဆွဲထားရလဲပေါ့နော်ဟုတ်ဟွာပေါ့ဒီဒီဒေါက်တာခိုင်ကခုနဆရာပြောပြောသလိုပေါ့နော်ဒီအဆင့်ဒီအဆင့်ဒီလုတ်လုတ်စားမှာဥပဒေပညာရှင်တွေဘာတွေနဲ့သူကပေါ့နော်ဒီအနေအနေဆုံးဆက်ဆက်မှုတွေသူရှိနေမှာပဲသူကိုယ်တိုင်လည်းလေးလိုက်လည်းလေးတာအဲ့တော့လက်ရှိဒီဟွာပေါ့နော်ဆွဲတူထားတဲ့ ဟာလာဒီဒေါ်ဒေါ်စုပေါ်ဒီပါတွေဒီပါဒီဒေါန်ဆန်းစုကြည်တို့ဦးမင်းတို့ပေါ်ဆွဲဆိုထားဟာတွေကတကယ်ကိုစစ်တပ်ကတကယ်ဆွဲဆိုထားတဲ့ဟာတွေကအနေထားကို तू မသိเสียရလည်းမဟုတ်ဒါဘာကြောင့်ဆွဲဆိုခဲ့ရလဲဆိုတာ तू မသိတာလည်းမဟုတ်ဒါမဲ့ तू อ่ะဒါဟိုဘာလို့ဒီလိုပြောတယ်လဲဆိုတော့ကျွန်တော်ကတော့နှစ်ချက်ပဲစဉ်းစားတယ်။တစ်ချက်က तू နဲ့ပေါ့နော်အပြန်ပေါ့ तू အတွက်အခွင့်အရေးမျှော်လင့်ချက် နော်အပေးယူပေါ့နော်အဲ့ဒီကဘာသူ့တဲ့ဘာတွေရလာနေတဲ့ဟာမျိုးအတွက်ကိုမျောလင်းချက်နဲ့သူထွက်တာတစ်ချက်ဖြစ်တယ်နောက်တစ်ချက်ကသူ့ကိုလည်းသူ့ပေါ့ဒီလိုမထွက်ဘူးဟိုဖြစ်ဘူးဆိုရင်သူ့ကို အန်ရီပြုလာနိုင်တဲ့အချက်လေးတွေတဲ့ဒါကိုရှင့်လည်းရှိမှာပေါ့ဒါပေမဲ့ကျွန်တော် အောက်ကတော့မသေးကြဘူးဒီဒုတိယချက်ကတော့သေချာတာကသူ့ရဲ့အခွင့်အရေးတွေသူကညှိနှိုင်းဆွေးနွေးထားတဲ့ဟိုပါတဘောတူညီမှုတွေရှိတဲ့အတွက်ဒါကသူဒါတွေဒီလိုထွက်ခဲ့ထွက်ခဲ့ခြင်းဖြစ်တယ်ပေါ့ဒါတွေကိုဒီဥပဒေတွေကဒါတွေမှားတယ်မှားတယ်သူကသူလဲဟိုပေါ့ဒီနားလေတဲ့လူတယောက်ပဲဒေါ်သက်သူကြီးတို့ကျွန်တော်တို့ဒီဥမျိုးတို့ဆွေးကြတဲ့ဟာတွေက ူလည်းသိနေတာပဲဒါတွေကိုဘယ်လိုလုပ်ခဲ့တယ်လဲသူလည်းသိနေတာပဲသို့သောတမင်မင်းဒါကသူ့အကျိုးအတွက်ဒါပြောခဲ့တယ်လို့မြင်ရတယ်ပေါ့နော်အဲအခုမှကဲဟုတ်ပြီကျွန်တော်တို့ကဲဒေါအောင်သစုကြီးတို့ဦးမင်းမင်းတို့ဆွဲထက်ခဲ့အပုအမှုတွေပြန်ကြည့်ပြန်တော့လေရှက်စရာကြီးပြဗာမဟုတ်တာတွေမဖြစ်ဖြစ်မဖြစ်ဖြစ်အောင်ဖန်တီးထားတယ်သူရည်ကျင်တယ်ဗာလဲဟိုမဲဆယ်စီဦးနာကိုလက်ပြတာနဲ့နော်ကျွန်တော်တို့ဗာလဲဟိုဒီတဘာဝမေးတယ်ဆိုပြီးတော့စဉ်းစားကြည့်တယ်မဟုတ် ဒါကဟိုအဲ့တော့တွေ့လို့သူ့အနေနဲ့ဟိုဒီလူကြီးတယောက်အနေနဲ့ဟိုခက်တီတီရောနေလို့နေတော့ဒါတော့ပြမိမှာပဲလေဒါနဲ့ရောဒီတော့အဲ့လာကြီးကိုစိုးဝါးသွားတဲ့အနေဒါရှိသလားအဲ့နောက်တစ်ခါလဲကျွန်တော်တို့ဟာလာကျွန်တော်တို့ဒီတော့ NLD ဟာလာဒီပါတီဝင်ပေါ့နော်ဟိုကထုတ်ပြန်တယ်ပေါ့အဲ့ဒါဘယ်ရလောက်မှမထုတ်ပြန်လဲဆိုတော့ကျွန်တော်တို့အာနာသိမ်းပြီးတော့အာနာသိမ်းပါဟုတ်တယ်အာနာသိမ်းဖေဝါရီလ608ရက်လောက်မှထုတ်ပြန်တဲ့ ဘော်ဒီဟာကိစ္စနဲ့ပတ်တယ်လို့ပေါ့နော်ဒါကဟိုသူတို့ရဲ့နိုင်ငံပါပေါ့သူတို့ကိုစော်ကားတယ်ဒီကိစ္စမှာပတ်သက်နိုင်တယ်ဆိုတော့ဆိုဆိုတဲ့အတွက်ပေါ့နော်အဲအဲ့ဒါအဲ့ဒါကြီးကိုကျွန်တော်တို့ကအေးအေးယူထားတာဒီဒီရှိတယ်အဲ့ဒါ900ငါအဲ့ဒါကလည်းအထိပ္ပယ်မရှိဘူးလေသူတို့ကစတဲ့အထွက်တဲ့ခုနကတမန်တော်ကြီးရဲ့ထူဟာတဲ့မှာလည်း ဒီထွက်သွေးချက်တက်မှလည်းတွေ့တယ်သူတို့ဘာမှမဘလူနဲ့မှလည်း accept တယ်မရှိတဲ့ဟာကြီးဘာခံတာလားဘာခံတာလားအဲ့ဒါကြီးကိုသူတို့ကပဲအမိတ်ထုတ်လိုက်လို့သူတို့ကပဲဟိုဟာဖြစ်တဲ့တဲ့နိုင်ငံတော်ပုံရိပ်ဟိုဘောဒီဒီဟိုထိခိုက်နေတယ်ဆိုလဲပုံစံမျိုးပေါ့အဲ့လိုပုံရိပ်ထိခိုက်တယ်အဲ့အဲ့အဲ့လိုဟာမျိုးဟာသူတို့ကဆွဲထားတယ်အဲ့ကဥဖြိုးမင်းသိဆိုတဲ့ဟာတကယ်တော့ဥပြိုမင်းသိန်းကိုပေါ့နော်ဒေါ်စုတို့အနေနဲ့ဟိုဒီမေစုတို့အနေနဲ့ဘာလို့ဒီလက်ရှိပေါ့ဓမ္မရာကြီးဥဝင်းမြေတို့တောက်တဲ့ဒီဒီမှာတာဝန်ရှိတဲ့လူတွေက လေသူ့ရဲ့အရေးချင်းတဲ့သူကသူတင်ထားခဲ့တာဒီပဲဖြစ်တယ်ဒီဟာမတိုင်ခင်ကရောကျွန်တော်တို့ဥဖြိုမင်းသိငယ်စီကဒီငွေတွေလက်တွေယူရဲဆိုတော့ကျွန်တော်တို့ရောင်းလို့တော့မကြဘူးဘယ်လိုမှလည်းမကြဘူးရောင်းလို့လည်းမကြတယ်မကြဘူးဘာအဲ့ဒါနဲ့ပတ်သက်လို့တရင်ဆိုတာဒီကကြီးမှကျွန်တော်မီဒီယာမီဒီယာခက်တယ်ချက်ချင်းကျွန်တော်ပြန်ပေါက်နေတာပဲဒါနဲ့ပတ်သက်လို့လည်းဟိုဘာဘယ်လိုမှမကြဘူးအဲ့ဒါဒါတကယ်လည်းမကြခဲ့တဲ့အနေထားပါနောက်တစ်ချက်ကလည်းဟာလာကျွန်တော်တို့ဒီ အဲနော်ဥပ္ပုမင်းတိန်ကကျွန်တော်တို့ကျွန်တော်တို့ဒီထွက်ဆိုချက်တွေဒီကျွန်တော်တို့ live တွင်တာလေးတွေရှိတယ်ပေါ့ထွက်ဆိုချက်ကိုအဲ့ဒီမှာဥပ္ပုမင်းတိန်ရဲ့အတန်ဒီမျက်နာတွေအနေထားတွေဟာတွေဟာတွေကဟိုဒါတွေကတမင်ဖန်တီးထားတယ်လှုပ်ထားတယ်အနေထားတွေဟာမဖြစ်ဖြစ်အောင်ဒါပြန်ဒီဘော်တော့ဒီဒီဘာဒီဘာဒေါ်ဆန်းစုကြည်တို့တမဟိုဘာပုံရေးကြောက်အောင်ဆိုပြီးတော့ မဖြစ်မရအောင်လုပ်ထားတယ်ဆိုတာမျိုးတွေဒါတွေ့ရတာပေါ့နော်အဲနောက်တစ်ခုကလည်းကျွန်တော်တို့ဟာလာဒေါကင်ကြီးဖောင်ဒေးရှင်းကိစ္စဒေါကင်ကြီးဖောင်ဒေးရှင်းကိစ္စဆိုလဲစဉ်းစားကြည့်ဒေါကင်ကြီးဟောပေါ့ဒေအောင်ဆန်းသူကြီးတို့ကနိုဘယ်ဆုရတာဒေါ်လာတန်းသိကြီးရဒါမင်းပြီးဒါအပြင်သူ့ရဲ့စာအုပ်တွေရောင်းစားတာသူ့ရဲ့ထုတ်ပြန်တဲ့စာအုပ်တွေရောင်းနိုင်ငံတကာမှာဒေါ်လာကိုကိုးတန်းတယ်ဗျာဘောင်းဆိုရင်ဒေါ်လာ100တန်းတော့ရှိဒီအားနဲ့ဒေါ်လာ100တန်းနဲ့ဒေါကင်ဖောင်ဒေးရှင်းကိုသူကောင်းကောင်းသူလုပ်လို့ရဒါတွေကိုဒါတွေအားလုံးကအတိသူအားလုံးကသူကလှူထားတာဒါနဲ့လဲဒီဟာကိုမဟုတ်ဒီ ကွာဗာမဟုတ်တာလေးဒီရမေရှာပြီးတော့တမင်ပေါ့နော်မြေကြီးတာဟွာလေးဒီနဲ့တမင်ကိုဖန်တီးပြီးတော့မဖြစ်ဖြစ်အောင်သူအားဒါရောက်အောင်ဒါဆွဲခဲ့တယ်ဖြစ်ပါတယ်ဒါပြင်ပေါ်တော့ဆက်တော်ရေးဆက်ကြည့်တာရှက်စရာကြီးဗျာကဲတော့ကျွန်တော်တို့ဒေါန်ဆန်းသူကြီးဆက်တော်ရေးစကိုင်တယ်မြန်ပုံမှန်ဘယ်ပုံမှန်တွေ့ဘူးတယ်ကျွန်တော်တို့အဲ့ဥပင်းပြမြန်ဆက်တော်ရေးဆက်မြန်ခါချိတ်တာမြန်တွေ့ဘူးလားဥမာပြပြတာကျွန်တော်တို့ဒီသွားလာနေတာပဲဒါဒီဒီဆက်တော်ရေးဆက်ကသူတို့တဲ့ သူတို့ကိစ္စတွေမဟုတ်သူတို့အော်ဒီမှာတူတူလို့ရှိရင်ဒါကျွန်လုံချုံကြီးဖွဲ့တွေရှိနေတာပဲလေလုံချုံကြီးဖွဲ့တွေဝင်ဝင်တဲ့အတွက်ကြံခဲ့တာတွေဖြစ်နိုင်တယ်ကွာဒါမှမဟုတ်လေနောက်တဲ့နီးပေါ့သူတို့ကတမင်ကိုဖန်တီးပြီးတော့ဒီလားဆက်သွယ်ရေးဟောအရေးကြီးလို့ရှာမတွေ့တာနဲ့အာဆက်သွယ်ရေးဆက်ကိုတမင်တက်တက်ကိုကျွန်တော်တို့ရှာပြီးတော့ဟိုးတော့ချို့တော့ကျွန်တော်တို့ပေါ့ဗျာ ပြရရဲတွေပေါ့ဒီပြောရရင်တော့တော်တော်အောက်တန်းကြတဲ့ရဲတွေလို့တာရှိပါတယ်ဒီမှာအဲ့ဒီမှာရဲတွေမဟုတ်ပါဘူးကျွန်တော်တို့အဲ့ခက်ကထောက်လိုင်းကလုတ်လုတ်ခဲ့တာလေးတွေရှိတယ်မြဲဒါကြာရင်ကျွန်တော်တို့ဒီခေါင်းမိုးဘာဘာပေါ့အိန္ဒိယဝင်းရှားတယ်အမှန်တော့ဘာမှမတွေ့ဘူးသို့တော်လည်းခေါင်းမိုးကိုဝင်ရှားပြီးဒါမင်းမင်းချဲသာအောင်မလားချဲပေါကြအောင်စာဥဆိုတာဆိုပြီးတော့အဲ့ဒီလိုမျိုးပြပြပြီးတော့ဒီမှာမင်းဥစ္စာဆိုပြီးတော့ဒါတင်မင်းတက်တက်ဒါလုံနေတဲ့အနေအထားမျိုးတွေပေါ့ဗျာဒါအမှုတွေကိစ္စရဟန်းကိစ္စတွေစဉ်းစားကြည့် ဟုတ်တကြိမ်နဲ့လောက်ရမယ်ကိစ္စဗျာဟုတ်ဒါပါဒါကတော့ဒါလည်းဒီဒီဟာပေါ့ဒေါန်ဆန်းစုကြည်တို့ဦးမေတို့လောက်ရမယ်အလုပ်လားသူတို့တော့ဒါကသူတို့တွေဒါတင့်တော်မယ်တို့လည်းအစိုးရကကစီအဲ့ဒီဟာနဲ့ပတ်သက်လို့ကျွန်တော်တို့အတော်ဝင်ရှိတဲ့အတွေ့အကြုံတွေဘာတွေရောအကြီးကြီးကလည်းရှိဘာမှမရှိတမင်ပဲပြီးတော့ပြီးတော့လေခွဲလိုက်သေးတယ်ဗျာအုံးမလေးဒီဟာကိုရဟင်ထိန်းသိမ်းစေဟာတွေကိုလည်းလွဲသွန်းသားလို့ဆိုတာခုနရှေ့မှာလည်းကျွန်တော်ပြောခဲ့တယ်ဒီအမှုတွေကိုဘာမှမဆိုင်ပဲတစ်ချိန်တစ်ခါတည်းလုပ်တဲ့အမှုတွေကိုတစ်ချိန်တစ်ခါတည်း မလုတ်ဘဲနဲ့ပေါ့နော်တမင်မင်းပေါ့ဒီအမှုတွေများအောင်အမှုတွေပွားအောင်သူပြောတမင်ပုံကြီးကြောင်းတာလုတ်တယ်ပေါ့နောက်တစ်ခုကကျွန်တော်တို့ကျွန်တော်ခုနကပြောတာဒီကျွန်တော်တို့ကျန်အာဂရီနဲ့ပတ်သက်လို့အာဂရီနဲ့ပတ်သက်လို့ဒီအာဂရီကော်မရှင်ပေါ့နော်ကျွန်တော်ကြုံရင်းနဲ့ကြုံလာလေးကျွန်တော်ဘူးသူတာလေးကျွန်တော်တွေ့ခဲ့တဲ့ဟာအာဂရီကော်မရှင်ကကျွန်တော်တို့ကျွန်တော်မန္တလေးမှာတာဝန်ကျခဲ့တဲ့အချိန်မှာပေါ့နော်ဒီထမတ်တာတီမှာကျွန်တော်တို့အထက်မြန်မာပြည်အာဂရီတရားရုံးဖွင့်မယ်ဆိုတဲ့ကကျွန်တော်တို့သွားကြည့်ကြည့်ဟာ အခုဒီရဲ့ဒီဟာဘောဒီရုံဖွင့်မယ်ဆိုတဲ့ကောင်ကျွန်တော်တို့ဌာနဆိုင်ရာတွေလူကြီးတွေပြာထွက်နေကြောက်လန့်နေပါပဲကြောက်လန့်လန့်ပြီးတော့ပြာထွက်နေတာပဲအာဒီအခုဒီဘုံမသွားတော့သူ့တက်ကမျက်နှာကြီးသွားပြကြထာနာဆိုင်ရာဝန်ထမ်းတွေတော်တော်များများတော့ပြပြနေတာပဲကျွန်တော်တို့ပြောလို့ရှိရင်ပေါ့နော်ဒီနိုင်ငံတော်အစ်စ်တကယ်အကြီးပေါ့အမြင့်ဆုံးအစ်စ်တွေလာရင်တော့မှအဲ့လောက်ကြီးပြမှာပေါ့ဒီမတန်းဆိုင်ရာတွေကအကုန်လုံးကပြပြထွက်နေအဲ့ဒီမှာကျွန်တော်ဘာတွေပြန်တွေ့လဲဆိုတော့ အဲ့ဒီမှာကျွန်တော်တို့ရဲ့နီးကကျွန်တော်တို့ရဲ့ဟိုအသိရှိခဲ့တာတွေအဲ့ဒီဒီကော်မရှင်ဖွဲ့တယ်မှာပါတဲ့လူတော်တော်များများကတက်မတော်ကကျွန်တော်တို့ဒီပါဘောင်းမီချွတ်တွေပေါ့နော်လဲတယ်အဲ့ဒီအဖွဲ့တွေပဲများတယ်အဲ့ဒီအဖွဲ့တွေကိုပဲအတုံးချဖို့အဲ့ဒီအဖွဲ့တွေကဒါရှင်းမွေးဒီဟာပေါ့ဒီဒီတက်မတော်အတွက်အချိန်မီရဲ့အတုံးချနိုင်အောင်ဆိုပြီးဒီအာဂရီကော်မရှင်ကိုဒါကအခက်ဆက်ဆက်အစင်ဆက်အတွက်ဖန်တီးခဲ့တဲ့အနေအထားဖြစ်ပါတယ်အဲ့ရောက်အာဂရီကော်မရှင်တွေရအောင် ဘာတွေလုပ်နေကျွန်တော်ယူကျင်တယ်ဗျဒါပေမဲ့ကြုံလို့တော့ပြောလိုက်ပါမယ်ဗျာဟာတခါကြရေးအောင်ရေးပါဘာတခါကြရင်ဗောဟာမင်းတော့တိုက်ပြီးပြေးတော့ဆိုတဲ့ဟာမျိုးအမင်းတော့ဒါပါတယ်မင်းတော့မင်းတော့တိုင်ပြီးအဲ့အရာလေးကိုကြိုပြီးတော့အမှသူတို့တီလာပြီးတော့ဝင်ဖို့နော်အဲ့ဒီဒီလိုမျိုးအပြင်တခါတည်းကျရင်ဟိုပါပေါ့သူတို့လိုချင်တာလေးတွေသူတို့ဆန္ဒရှိတာလေးဒါလေးတော့ကုညီပေးပါဟိုလိုမျိုးမျိုးဖြစ်တယ်ဆိုတော့ဟာကိုရှင်းပြောရင်အာပေါ့ဒါကြီးအခွင့်အရေးပေါ့ပြောရတဲ့အရင်တော့ကျွန်တော်တို့ ပေါ့ဗျာစာသုံးလုံးတို့ခစ်ကောင်းတဲ့အချိန်ပေါ့ထောက်တိုင်းတွေခစ်ကောင်းတဲ့အချိန်ကသူတို့ကဓာဓာဆိုရင်ပုံစံမျိုးနဲ့လုပ်နေတဲ့အခွင့်အရေးများအဲ့တော့ကျွန်တော်တို့အဲ့အဂရီကော်မရှင်ဆိုတာလေတခိနောက်တစ်ချိန်ကြာလို့ရှိရင်ပေါ့နော်ကျွန်တော်တို့စစ်တပ်ကလူတွေတဲ့တကယ်တမာတမတ်ကြတဲ့ပေါ့ကျွန်တော်တို့ပေါ့နော်ဟွာပေါ့ပြည်သူပြည်သားတွေတဲ့ကလည်းဒါကိုအဓိကနေရာမှာပါဝင်တင့်တယ်လို့ကျွန်တော်အဲ့ဒါလေးတဲ့ကျွန်တော်ဒီကြော်ရင်းနဲ့ဒါပြောပြတာပေါ့နော်ဆရာပြောရတဲ့ဟာပေါ့နော်ဆိုတော့ပြောမယ်ဆိုထူးခြားတဲ့တစ်ခုကျွန်တော်တွားပြီးတော့တွေးမိတာပေါ့ ဒီတရားဆွဲဆိုတဲ့ဟာတွေမှာပေါ့နော်ဆိုတာဟိုမရဘူးလားလို့တော့ကျွန်တော်အငြင်းမပွားပါဘူးဆိုတာဒါပေမဲ့တတော်ထူဆန်းတဲ့ဟာလေးပေါ့အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဟိုတင်မှုဆိုင်ရာဥပဒေတော့နော်ပန်နယ်ကုတ်ကျွန်တော်တို့409နဲ့ပုံမှန်တိုင်းဆို409ဆိုတာယုံကြည်အနံ့ကြီးဖောက်တည်မှုပေါ့ဆရာအဲ့ဒီဟာနဲ့ဘာနဲ့တွဲပြီးတော့တို့ကအရေးယူလဲဆိုတော့ကျွန်တော်တို့ဒီအခတိပုံမှန်55နဲ့ဆိုတော့ပုံမှန်တိုင်းဆိုရင်ဒီနှစ်ခုကကျွန်တော်တို့ဆိုတာတွဲပေါ်သွားတာကျွန်တော်တို့မတွေ့ခဲ့ဘူးကြာဒါပေမဲ့တို့ဒီ ဟိုဒီဟိုဒေါ်ဆန်းစုကြည်ကိုစွဲတဲ့အခါမှာဒီခေါ်မလဲငွေအလှငွေကိစ္စတွေပါလေဗောနော်ဟိုကိစ္စတွေပါအဲ့နှစ်ခုတွဲပြီးတော့သူတို့ကဟိုဘယ်လိုခေါ်မလဲစွဲတင်နေဟာပြင်မှုဆိုင်တဲ့ဟိုဟာနဲ့အထူးတွေအထူးနဲ့တွေ့ဥပဒေတွဲပြီးတော့အတိအကျတော့အတိအကျတော့ပြောမှသူကဘာကိုလုံးချင်တာလဲဆိုတော့ဟိုဂုံတိတ်ကအပိုင်းနေတယ်ပို့ပြီးတော့ဆိုတော့လုတ်တယ်ဗောနော်ပြောမှဆိုရင်သူကမတခုတော့သူတို့ကပြန်ပြီးတော့ဆိုတာချွန်းချက်လုတ်ပေးထားတယ်သူကအဲ့လိုမျိုးဆိုရင်ပြောမှသူက တင်းထန်တဲ့ပြစ်ဒဏ်ကိုပေးရတော့မှာဟိုဆိုတဲ့ဘောဒါပြတ်သူတို့ကပြောသူတို့ကပဲဟိုခွန်လေဒီဒေါ်ဆန်းစုကြီးတို့ဦးဝင်းင်းတို့ကိုသူကပြောမှာဆိုတက်ညာတယ်ဆိုတဲ့အညင်ပေါ့ဆရာပြောမှာဆိုရင်ဆိုတော့တက်ညာတယ်ဆိုတဲ့အညင်ရောက်အောင်လို့သူကတင်းတန်ပေးတဲ့ခါကျရင်ရည်စရာတင်းတန်လေအဲ့လိုတရားတို့ကျွန်တော်ကဒါဟိုဖန်းစီခံထားတဲ့ခေါင်းဆောင်တွေအတိုင်းမီကန်တော့ကသမရတို့ကိုတိထိရောက်တဲ့တင်းတန်ပေးရမယ်လို့ဆိုလိုချင်တာမဟုတ်ဘူးဒါပေမဲ့သူတို့က ဟိုဘလခေါ်မှာမာယိုဟိုဘက်ကပြီးတော့လိန်လဲပြီးတော့အမှုစင်ထားလို့ဒါဒါခဲရတာဒါပေမဲ့ပြောချင်တာကစစ်ကောင်စီကဘလခေါ်ပဲနိုင်ငံတကာနဲ့လူထုကိုနားလိုက်တဲ့သူလေးတွေပေါ့ဗျာဥပဒေကြောင့်နားလိုက်သူတွေကြာရင်ဟာပြစ်တံလေးကပေါ့ပေါ့ရော့ရော့စဉ်းစားရဲဆိုတဲ့အမြင်လေးတစ်ဖက်လဲနဲ့တုံးတဲ့သဘောပြောမှဆိုရင်ငါတို့တနာတဲ့လူတယောက်ပါကွာဆိုတာငါတို့တနာလို့ဒီလောက်ကလေးပဲလုတ်ခဲရတာပါဆိုတဲ့ပုံကိုပေါ့နော်ဆိုတော့သူကဖမ်းညင်တဲ့ပုံစံဆိုတာ new လောက်တာပေါ့နော်ဟိုနောက်ဆရာဆိုးတော့တယောက်တိုင်းထဲမှာလည်းရှိပါတယ်ကျွန်တော်တို့ဒီဆက်သွယ်ရေးကိစ္စတွေအမှန်တော့ဆက်သွယ်ရေးကိစ္စကဒီကျွန်တော်တို့ဒီစကားပြောစရိပ်ပိုင်းကင်တဲ့ဟာဆိုအမှန်ဖမ်းရမှာကျွန်တော်တို့ပွင့်တယောက်ရေးဒီရဲတွေတက်တွေကိုအရင်ဖမ်းရမှာဆရာဆရာတို့လည်းကျွန်တော်တို့လည်းဆိုတာဝန်ထမ်းဆောင်ခဲ့တာပဲဘယ်မှာလဲအဲ့ဒီဟာတွေကိုတရားဝင်ဆိုတာကျွန်တော်တတ်မှတ်ပြီးတော့လောက်ထားပြီးတော့ကင်ရတာမဟုတ်ဘူးလေဆရာတယောက်မှဆိုအဲ့တော့ဟိုဆရာတယောက်တို့ကပဲပုံမှန်တွေတက်ထားတဲ့ဟာတွေက ဟိုခလေးကလာဆန်ဆန်ပေါ့နော်ဆိုတော့ဒါပေမဲ့လက်ရှိမှာတော့ကိုသူတို့ကလက်နက်ကင်ထားတဲ့အဖွဲစည်းနဲ့ဆိုတဲ့သဘောကဘာလို့ဆိုတော့ရှေ့မှာခစ်ကလည်းတီစုကလက်နက်ကင်ထားတဲ့အဖွဲဆိုကြောက်လာတဲ့တောက်လျှောက်ခစ်ကိုကြုံလာခဲ့ရတော့လေသူတို့လှုပ်ချင်လို့လို့ရနေတဲ့အခြေအနေဖြစ်နေတာပါဆရာ မင်းတို့လို့ရင်တော့အမှငါတို့လို့ရင်တော့အမှန်ပေါ့နော်မင်းတို့လို့ရင်တော့အေးအေးယူခံရမှာပဲဆိုတဲ့ပုံစံတွေဖြစ်နေတာတွေ့ရတယ်ပေါ့။အာဂဒီအာဂဒီဆိုခေတ်ဆက်တဲ့အာဂဒီဆိုလာတယ်တကယ်တော့ပြန်ပြန်ပြောရရင်တကယ်သူတို့မွေးထားတာလေ။ဒါမျိုးသူတို့ကသူတို့နဲ့အဆင်မပြေတဲ့လူကိုစစ်တပ်ကအချိန်မီးဖြုတ်ထုတ်တတ်ဖို့ဆိုရင်အာဂဒီကိုသူတို့ကတမင်တက်တက်ကိုသူတို့လူတွေကြီးပဲကျွန်တော်တို့သိသလောက်တော်တော့ဟာကတော့သူကြီးစားပြောပြီးဟာအရင်လေးလိုက်လိုက်ပါဦးဆိုတာမျိုးကစဟုတ်အဲအဲ့အဲ့အဲ့ဒါမျိုးတွေကစရှိတာလေ။ အေးအဲ့ဒီဌာနလူအေးအဲ့ဒီမှာဆိုလဲသူတို့ကိုကိုကိုတော့မဖမ်းနဲ့ကွာမင်းတို့တခြားလူတော့လုတ်ပေးပါဆိုပုံစံမျိုးတွေကတော့ပါနေတယ်ပေါ့နော်အဲ့အဲ့ဒီအမှုနဲ့တရားဆွဲရမယ်ဆိုရင်စစ်တဲကဟိုထိပ်ပိုင်းတပွဲတော့ဆွဲလို့တော့နိုင်မှာမဟုတ်ဘူးနေထားတွေ့နေရတယ်ပေါ့နော်စစ်ပွဲမှာလဲကျင့်ဝတ်ရှိတယ်